မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ3ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့ရန်ကုန်တိုင်းအင်းစိန်မြို့နယ်မှာရှိတဲ့မြမစီဝိုင်းကော်ပိုရေးရှင်းအမှတ်3တန်မဏိဆက်ရုံကိုမိုက်ခွဲတိုက်ခတ်ရာစစ်ကောင်စီတပ်သား2ဦးဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်းစိန်မြို့နယ်ရွာမရက်ကွက်မှာရှိတဲ့စစ်ကောင်စီပိုင်နဲ့အဲ့ဒီတန်မဏိဆက်ရုံလုံခြုံရေးအဖွဲ့ကို ဒီသမားလာ32ရက်နေ့ည7:00နာရီဝင်းကျင်အချိန်မှာမိုင်း3လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ် YA တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးက New Year ပွဲအချိန်မှာလှုပ်လိုက်တာဆိုတော့ပောက်ကွဲအားပြင်းပေမဲ့ဘာမှမသိလိုက်ကြဘူးတိုက်ခိုက်တဲ့အချိန်မှာသူတို့ကမူးနေကြတာအထီးကိုက်ကတော့ကျွန်တော်တို့စပြီးတော့တိုက်ခိုက်တဲ့အချိန်ကလေးကစစ်ကောင်စီနှစ်ယောက်ထိသွားတာကိုမြင်လိုက်ရတယ်လို့ပြောဆိုထားပါတယ်အဲ့ဒီနေရာမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးရှိပြီးတော့လက်ပြဘုံနဲ့တွဲထားတဲ့မိုင်း3လုံးနဲ့တိုက်ခိုက်တဲ့အချိန်မှာ နှစ်ဦးကတော့ထွက်ပြေးသွားခဲ့ကြောင်းမျိုးပြပြောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါရယ်အမှတ်သုံးတမဏိဆက်ယုံအနီးပောက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းကိုဒေသခံများကအတည်ပြုထားပြီးတော့ပောက်ကွဲမှုဖြစ်တာနဲ့နောက်တည့်ရက်ဇန်နဝါရီလ၁ရက်နေ့မှာဆက်ယုံအနီးတဝိုက်မှာစစ်ဆင်မှုတွေတင်းကျပ်ခဲ့တယ်လို့သိရပါရယ်အဲ့ဒီဆက်ယုံဘက်မှာပြည်သူတွေကအသွားအလာတိတ်မရှိပါဘူးလူပြတ်တယ်စစ်ကောင်စီတပ်သားတွေနဲ့တီးတန့်လုံခြုံရေးပဲရှိတာလို့ဒေသခံတို့ကပြောပြထားပါရယ်ရန်ကုန်အာမီ1အနေနဲ့စစ်ကောင်စီတပ်ရဲ့ပြစ်မှတ်များကိုဆက်လက်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်ကြောင်းအသိပေးထားပါရယ် ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလအတွင်းမှာလုံခြုံရေးတွေတင်းကျပ်ထားတဲ့ရန်ကုန်မြို့မှာစစ်ကောင်စီတပ်နဲ့တပ်ဆိုင်တဲ့အဆောက်အုံများနဲ့စစ်ကောင်စီရဲ့ထောက်တိုင်များကိုမြို့ပြပျောက်ကြားတပ်ဖွဲ့များက၅ချိန်ထက်မနေတိုက်ခတ်ခဲ့ပြီးတော့ထိခိုက်ပျက်စီးမှုများရှိခဲ့တယ်လို့သိရပါဗျ။ဒီဇင်ဘာလ22ရက်နေ့ကရန်ကုန်မြို့မရန်ကုန်မြို့နယ်မှာရှိတဲ့အပိုလိုဟိုတယ်မှာပြုလုပ်တဲ့မင်္ဂလာပွဲကိုလာတဲ့စစ်ကောင်စီတပ်ကဘုံမှုဇေယမင်းဆိုသူကိုမြို့ပြပျောက်ကြားတော်လိုင်းတပ်ဖွဲ့များကပြစ်ခတ်တိုက်ခတ်ရာဒဏ်ရာရရှိသွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့် update သတင်းကတော့မန္တလေးမြို့မဟာအောင်မြင်မြို့နယ်89လမ်း36လမ်းနဲ့38လမ်းကြားမှာရှိတဲ့ရွှေစင်အကယ်ဒမီရွှေဆိုင်ကနေပြီးတော့ရွှေတဲပစ္စည်းမျိုးစုံ၃ဘိတ်သာခွဲကျော်တန်မိုးငွေကျပ်3000ခန့်ကို တနပ်ပြချင်းချောက်ဓမြတိုင်မှုလူရမှုမှာပါဝင်ခဲ့တဲ့သူတွေလည်းကနှစ်ဦးကိုဖမ်းမိထားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ18ရက်နေ့ညနေပိုင်းကအဲ့ဒီမန္တလေးမြို့88လမ်းမပေါ်ကရွှေဆိုင်ဓမြတိုက်ခံရတာဖြစ်ပြီးတော့ CCTV မှတ်တမ်းတွေကနေတဆင့်ခြေရခန်းကဒီဇင်ဘာလ23ရက်နေ့မှာကျူးလွန်ရမှာပါဝင်တဲ့အမျိုးသားနှစ်ဦးကိုမန္တလေးမြို့ပေါ်မှာပဲဖမ်းမိခဲ့တယ်လို့သိရပါတယ်။ပြည်မှုကျူးလွန်သူတရားခန်းများကိုဖမ်းပြီးရရှိနိုင်ရေးအတွက်အခင်းဖြစ်ရမှတ်တမ်းများရယူခြင်း၊နယ်မြေအတွင်းမှာသတင်းရယူစုံစမ်းခြင်းများကိုဆောင်ရွက်ခဲ့ရမှာရွှေဆိုင်အကယ်ဒမီ င်ရွှေဆိုင်ကိုလူရမှုကျူးလွန်တဲ့အချိန်ကအသုံးပြုခဲ့တဲ့စိုင်ကယ်နှစ်စီးတဲ့က 36W Honda CBR 150အမျိုးအစားစိုင်ကယ်ကိုချိုင်းတာဇံမျိုးနဲ့အလင်းရောင်စိုင်ကယ်ပြုပြင်ရေးဆိုင်မှာအမျိုးသားတဦးကပြန်လည်ပြီးတော့ရောင်းချပေးရန်လာရောက်အနှံထားခဲ့တယ်ဆိုတာကိုသိရတဲ့အတွက်စောင့်ဆိုင်ပြီးတော့ဖမ်းဆီးခဲ့ရမှာလူရမှုကျူးလွန်ခဲ့တဲ့အချိန်ကတရခန်းပတိန်ကြီးမျိုးနဲ့ဂွေကြီးကုန်းကျွာနေဖြိုးတက်အောင်ခေါ်ဖြိုးလေး25နဲ့အဖဦးတင်အောင်အား ဒီသမားရ23ရက်နေ့ညနေ4:20မိနစ်မှာမဟာအောင်မြေမြို့နယ်ရဲမော်တောင်ရက်ကွာမှာရှိတဲ့ကေမန်တလေးလက်ဖက်ဆိုင်အနီးမှာဖမ်းဆီးရမိခဲ့ပြီးတော့လူရမှုကျူးလွန်ရာကနေပြီးတော့ဝေစုအဖြစ်နဲ့ရရှိထားတဲ့ရွှေတဲ့ပစ္စည်းများကို၎င်းရဲ့နေအိမ်မှာတင်စီထားကြောင်းထွက်ဆိုချက်အရာလုံခြုံရေးတပ်ဖွဲ့ဝင်များကတွားရောက်ပြီးတော့ရှာဖွေခဲ့ရမှာ၎င်းရဲ့နေအိမ်မှာရှိတဲ့အဲကူလာအတွင်းထဲကနေပြီးတော့တပ်တေကန်ရွှေတဲ့ပစ္စည်းမျိုးစုံ62ချက်သား၄ဘဲနှက်ရွေးတို့ကိုတင်စီရမိခဲ့တယ်လို့သိရပါတယ်ဆက်လက်ပြီးတော့ဖမ်းဆီးရမိတဲ့တရခန်ဖြိုးတက်အောင်ခေါ်ဖြိုးလေ ရဲ့ထွက်ဆိုချက်အရလူရမှုကျူးလွန်ရမှာပါဝင်တဲ့တရက်ခန်းချိုင်းသာဇံမျိုးနဲ့မောရဂီဝရက်ွက်နေဇင်မျိုးထိုက်ခေါ်ဇင်မျိုး29နှစ်အဖဦးဖဲမောင်အားဒီသမလာ24ရက်နေ့မနက်2နာရီဝဲမှာ၎င်းရဲ့နေအိမ်မှာထပ်မံဖမ်းဆီးရမိခဲ့ပြီးတော့ပြည်မှုကျူးလွန်တဲ့အချိန်ကအသုံးပြုခဲ့တဲ့ SDG 47W Honda Click Cycle တစီးနေအိမ်အပေါ်ထပ်မှာရှိတဲ့ aircon အပေါ်ကလူရမှုကျူးလွန်ရာကနေပြီးတော့ဝေစုအဖြစ်နဲ့ရရှိထားတဲ့ရွှေတယ်ပစ္စည်းမျိုးစုံ24ချက်သားတို့ကို၎င်း ဒီဇင်ဘာလ25ရက်နေ့ည10:00နာရီခွဲမှာကရင်ပြည်နယ်မြဝတီမြို့အမှတ်လေးရပ်ကွက်မှာနေထိုင်တဲ့ဖမ်းဆီးရန်ကြံနေတဲ့တရခမ်းအောင်မျိုးသူရဲ့နေအိမ်ကိုဝင်ရောက်ရှာဖွေရမှာတရခမ်းအောင်မျိုးသူကိုမတွေ့ရပဲ၎င်းအသုံးပြုတဲ့ KYN47B Honda Fit ယင်ရဲ့လေထိုးစက်အဟွက်အတွင်းတွေကနေပြီးတော့လူရမှုကျွလွန်ရာကနေရရှိထားတဲ့ရွှေတဲ့ပစ္စည်းမျိုးစုံ88ချက်5မူသားကို၎င်းထပ်မံပြီးတော့တင်စီရပြီးခဲ့တယ်လို့စစ်ကောင်စီအုပ်စုရဲ့ရဲမှတ်တမ်းတွေမှာဖော်ပြထားပါတယ်။ ဖမ်းမိထားတဲ့ဖြိုးတက်အောင်ခေါ်ဖြိုးလင်းတဲ့ဇင်မျိုးထိုက်ခေါ်ဇင်မျိုးတို့ရဲ့ထွက်ဆိုချက်အရာဒီသမားလဆယ်ရက်နေမှာမြဝတီမျိုးကနေပြီးတော့ဖမ်းဆီးရန်ကြံနေတဲ့အောင်မျိုးသူနဲ့ဝင်းမြတ်သူတို့နှစ်ဦးဟာမန္တလေးမြို့ကိုရောက်လာပြီးတဲ့နောက်အောင်မျိုးသူကပစ္စတိုတနက်နှက်လက်ရထားလို့အဲ့ဒီပစ္စတိုတနက်တွေကိုအသုံးပြုပြီးအောင်မျိုးသူကခေါင်းဆောင်က၄ရောက်ပေါင်းပြီးတော့ရွှေစင်အကယ်ဒမီရွှေဆိုင်ကိုဝင်ရောက်လူရဓမြတိုက်ဖို့တိုင်ပင်ခဲ့ကြတယ်လို့သိရပါဗျာ။ အဲ့ဒီနောက်မှာတော့ရွှေဆိုင်ရဲ့အခြေအနေကိုတပတ်ခန့်စောင့်ကြည့်ပြီးဒီဇမလ17ရက်နေ့ညနေ9:00နာရီအချိန်မှာဖြိုးတက်အောင်ခေါ်ဖြိုးလင်းဝင်းမြတ်သူအောင်မျိုးသူတို့၃ဦးကကလစ်ဆိုင်ကနဲ့လာပြီးတော့ရွှေဆိုင်ကိုဝင်ရောက်ဓမြတိုက်ခဲ့ကဇင်မျိုးထိုက်ခေါ်ဇင်မျိုးက CBR ဆိုင်ကနဲ့ရွှေဆိုင်အနီးနားမှာ CBR ဆိုင်ကကိုကျဲလောင်စွာမောင်းနှင်ပြီးတော့ပတ်ဝန်းကျင်ကိုအာယုံလွှဲဖို့စူးစမ်းခဲ့တယ်လို့စစ်ကောင်စီအုပ်စုရဲ့ရဲမှတ်တမ်းတွေမှာဖော်ပြထားပါတယ် လူရမှုကျူးလွန်ရာကနေပြီးတော့ရရှိတဲ့ရွှေတဲပစ္စည်းတွေကိုခေါင်းဆောင်ဖြစ်သူအောင်မျိုးသူနဲ့ဝင်းမြတ်သူတို့ကတပုံဖြိုးမြတ်အောင်ခေါ်ဖြိုးလင်းတဲ့ဇင်မျိုးထိုက်ခေါ်ဇင်မျိုးတို့ကတပုံအတိအသေးခွဲယူခဲ့ကြတယ်လို့သိရပါတယ်။ရွှေတဲပစ္စည်းများကိုခွဲယူရမှာချိန်ခွင်နဲ့အတိအကျမခွဲဘဲနဲ့အရွယ်အစားလိုက်ခံမှန်းပြီးတော့ဆွဲကြိုးလော့ကတ်သေးလက်ကောက်လက်စွပ်အကြီးအသေးစသည်တို့ကိုအချိုးကျခွဲဝေယူခဲ့ခြင်းဖြစ်ကြောင်းနဲ့လူရမှုကျူးလွန်တဲ့အချိန်ကအသုံးပြုခဲ့တဲ့ပစ္စတိုတနက်နှက်လက်မှာ အောင်မျိုးသူကမြောက်ရီမြို့မှာနေထိုင်တဲ့အချိန်အမျိုးသားတဦးစီကနေပြီးတော့ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်းစစ်ကောင်စီအုပ်စုကဖော်ပြထားပါတယ်။အဲဒီလူရဓမြတိုက်မှုကို စစ်ကောင်စီအုပ်စုက CCTV မှတ်တမ်းတွေကနေတဆင့်ခြေရခံရကနေစိုင်းကဲကိုခြေရခံတွေ့ရှိပြီးတဲ့နောက်ကျူးလွန်သူတွေကိုဖမ်းမိခဲ့တာလို့ဆိုပါတယ်။ဒီဇင်ဘာလ26ရက်နေ့ကမန္တလေးမြို့ချိုင်းအိတ်သာဆန်မြို့နယ် Diamond Plaza အနီး89လမ်း32လမ်းနဲ့33လမ်းကြားကငကားနန်းတော်စိန်ရွှေရဏနာဆိုင်ကို Honda Wave အမျိုးအစားဆိုင်ကဲနဲ့လာတဲ့လူနာဦးကတနက်ပြကား ရွှေနှစ်ပိတ်တာနီးပါးနဲ့ငွေကျပ်330စုစုပေါင်းသိန်းပေါင်း1500လူရဓမြတိုင်းမှုနဲ့ဒီဇမလ24ရက်နေ့ကမဟာအောင်မြင်မြို့နယ်မဟာမြိုင်တိရက်ကွာ43လမ်း64လမ်းနဲ့65လမ်းကြားကစင်ပြူရောငွေလွဲလုပ်ငန်းကိုမတ်နှာခေါင်းစည်းတတ်ထားတဲ့အမျိုးသား2ဦးကတနက်ပြပြီးတော့ငွေကျပ်300နဲ့အတီကအမျိုးအစားကားတစ်စီးကိုဓမြတိုက်တဲ့ဖြစ်စဉ်တွေမှာလဲကျူးလွန်တဲ့သူတွေကိုဒီဇမလ29ရက်နေ့မှာဖမ်းမိထားတယ်လို့စစ်ကောင်စီအုပ်စုကသတင်းဖြန့်ထားပါတယ်။ အဲ့ဒီလူရဓမြတိုင်းမှုကျူးလွန်တဲ့သူတွေကိုဖမ်းဆီးနိုင်ရေးအတွက်စစ်ကောင်စီအုပ်စုက CCTV တွေကိုအဓိကထားပြီးတော့ခြေရခန့်စုံစမ်းခဲ့ရမှာမန္တလေးမြို့အောင်မြေသားဆံမြို့နယ်25လမ်းနဲ့53လမ်းကြားက Nature တဲခုကအခမ်းအနား209မှာတဲခုနေတာကိုစုံစမ်းသိရှိရတဲ့အတွက်ဒီဇင်ဘာလ29ရက်နေ့မှာတွားရောက်ဖမ်းဆီးခဲ့တာလို့သိရပါတယ်။လက်ရှိမန္တလေးမြို့မှာညာရီတုနီးပညာအာယုံခန့်စနစ် AI ပါတဲ့ CCTV တွေအပါအဝင် မြို့အနှံ့မှာ CCTV အလုံးကြီးထောင်တောင်းနဲ့ခြိပြီးတော့တပ်ဆင်ထားပြီးမန္တလေးမြို့တော်စီရင်သားရဲကော်မတီရုံးမှာရှိတဲ့ CCTV control room ထိန်းချုပ်ခန်းကနေတဆင့်တပ်မျိုးလုံးက CCTV တွေကိုစစ်ကောင်စီအုပ်စုကထိန်းချုပ်ပြီးတော့ကြီးရှုပ်နိုင်တယ်လို့မန္တလေးမြို့ကန်တချို့ကပြောပါတယ်။ ်မန္တလေးမြို့တွင်လမ်းဆောင်လမ်းမရီမာတာမကလမ်းကြားရီမာပါ CCTV တွေအများအပြားတပ်ဆင်ထားပြီးတော့ရုတ်ထွက်အယူအသွေးကလည်းကောင်းမွန်ကစိတ်ကောင်းစီအုပ်စုအနေနဲ့သူတို့ဖမ်းကျင်တဲ့သူတွေကိုအလွယ်တကူစောင့်ကြည့်ပြီးခြေရာခံဖမ်းဆီးနိုင်တဲ့အခြေအနေရှိနေတယ်လို့မြို့ကန်တွေကပြောဆိုထားပါတယ် စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာမန္တလေးမှာလူတက်မှုလူရက်မှုဓမြတိုက်မှုတွေဇက်တိုက်ဖြစ်ပွားနေပြီမယ်စစ်ကောင်စီအုပ်စုကတရားခံဖမ်းဆီးတာအင်မတန်မှအာဏာပြီးကျူးလွန်တဲ့ဒုရေတဲကစစ်ကောင်စီအုပ်စုလက်တက်မွေးထားတဲ့ပြူစောထီတွေလည်းပူပေါင်းပါဝင်နေတယ်လို့ယူဆရကြောင်းမြို့ကန်တရှုကပြောပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလကမန္တလေးမြို့တက်မှာဓမြတိုက်တဲ့ပြူစောထီတွေကိုစစ်ကောင်စီအုပ်စုရဲ့ရဲတွေကဖမ်းဆီးခဲ့ရမှာအချင်းချင်းဆက်လက်ပြီးတော့အခုလိုမျိုးဖမ်းဆီးနေမယ်ဆိုရင်မြေပြင်စစ်ပွဲတွေမှာမလိုက်တော့ဘဲပြူစောထီအဖြစ်ကနေနှုတ်ထွက်မယ်လို့ ပြူစောတိတွေကမန္တလေးနန်းတွင်းအခြေပြုအလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခထံကိုတိုင်ကြားခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်မြောက်ပြည်မြို့နယ်အာရှလမ်းမကြီးကိုပြန်လည်တိမ့်ပိုက်မယ်လို့ကြွေးကြော်ထားတဲ့ အောင်စေရစစ်ကြောင်းမှာအကြမ်းဖက်စစ်တပ်ကပို့ပေးတဲ့ရိတ်ခါကြောင်းများကိုအရာရှိများကသာစားတောက်ခွင့်ရပြီးတော့အောက်ခြေစစ်သားများဟာခောက်ဆွဲကြောင်တထုပ်ကို၃ရောက်မျှစားနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ KNU တပ်မဟာ6နယ်မြေကိုအကြမ်းဖက်စစ်ကောင်စီက၎င်းတို့ရဲ့အသက်သွေးကြောအတော့အဓိကကျတဲ့မြဝရီမြို့နယ်ကုံတရိပ်လမ်းကြောင်းကော့ကရိတ်မြဝရီအာရှလမ်းမကြီးကိုပြန်လည်ထိန်းချုပ်နိုင်ရန်လက်နက်အင်အားလူအင်အားတောင့်တင်းနဲ့နိုင်ငံတော်အဆင့်ရှိတဲ့အောင်စေရစစ်စင်ရေးအမည်နဲ့ထိုးစစ်ဆဲတိုက်ခတ်ခဲ့တော်လဲလက်ရှိအချိန်မှာ အဲ့ဒီစစ်စင်ရေးဟာအောင်နိုင်ခြင်းမရှိဘဲအရှုံးများနဲ့သာရေးဆိုင်နေရတယ်လို့သိရပါဗျ။အကြမ်းမဲ့စစ်ကောင်စီရဲ့နိုင်ငံတော်အဆင့်အောင်စေရစစ်ကြောင်းဟာထိုင်းမြန်မာနယ်စပ်မြောက်ဒီမြို့ကိုမရောက်နိုင်တော့ဘဲနဲ့အာရှလမ်းမကြီးကိုလည်းထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူးလို့သိရပါဗျ။ KNL ဥဆောင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့များရဲ့အထက်ထက်သောပိတ်ဆို့တိုက်ခိုက်မှုများကြောင့်နေစဉ်နဲ့အမျှတေဆုံးမှုဒဏ်ရာရမှုများရှိနေကလူအင်အားလက်နက်အင်အားတွေလည်းယုံနေလာပြီးစားနပ်ရိက္ခာတွေလည်းပြက်လက်နေပြီလို့သိရပါဗျ။ KNL ဥဆောင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့များရဲ့ နေရအနှက်အထက်ထပ်ပိတ်ဆို့မှုများကြောင့်အကြမ်းမဆက်တက်ကလက်နဲ့ခဲရတဲ့စားနဲ့ရိတ်ခါများကိုမြေပြင်ကနေပို့ဆောင်ပေးရန်လမ်းကြောင်းမရှိတော့ပဲဝေဟင်ကနေပဲလင်းရင်များနဲ့သာရိတ်ခါတို့များကိုကျဲချပေးနေရတယ်လို့သိရပါတယ် အဲ့ဒီရိခာတို့များကိုပို့ဆောင်ရမှာ၎င်းတို့ရရှိလာတဲ့ရိခာကြောင့်များကိုအရာရှိအဆက်များကသာစားတောက်ခွင့်ရပြီးတော့အောက်ခြေကလက်အောက်ငဲသားစစ်တီအဆက်များကတော့စားတောက်ခွင့်မရှိဘဲခေါက်ဆွဲကြောင့်တထုပ်ကိုစစ်သား၃ယောက်မျှဝေပြီးတော့စားတောက်နေရတယ်လို့သိရပါတယ်။ရှေ့တန်းစစ်မြေပေါ်မှာအဲ့ဒီအခြေအနေတွေကြောင့်အောက်ခြေစစ်သားများဟာစိတ်သက်ခွန်အားကိုခံအားတွေပြက်ပြားလာကြပြီးတော့နေစဉ်နဲ့အမျှလက်နက်ခဲရမ်းတဲ့အတူအလံဖြူထောင်သူများနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့များထံကို ခပြေးခိုလုံသူတွေများပြားလာတယ်လို့သိရပါဗျ။အဲ့ဒီအခြေအနေများကိုသိရှိနားလည်ကိုချင်းစာတဲ့ KNL နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့များရဲ့စစ်ရဲစီမံစည်းကမ်းတဲ့အညီလူသားချင်းစာနာထောက်ထားမှုအပြင် KNU ထိန်းချုပ်နယ်မြေမှာရှိနေတဲ့စစ်ကောင်စီတပ်ကမြည်သည့်စစ်တီကိုမစိုးလာရောက်ပြီးတော့ပူပေါင်းခိုလုံပါကအစင်အမြဲတမ်းနှွေးထွေးစွာဖိတ်ခေါ်လျက်ရှိကြောင်း KNU ကထုတ်ပြန်ထားပါဗျ။အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားများကို KNL ဥဆောင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့များက ပြည်သူလူထုများကအတိမတ်ပြုတန်ဖိုးထားလေးစားတဲ့အနေနဲ့၎င်းတို့ကိုကောင်းမွန်စွာကြိုးစုံအက်ခံပေးခဲ့ပြီး၎င်းတို့အတွက်ထောက်ပံ့မှုများကိုလည်းပေးအပ်ခဲ့ကြောင်းပြောဆိုထားပါတယ်။အခုလိုဆောင်ရွက်ပေးခဲ့ပြီးတဲ့နောက်၎င်းတို့ရဲ့အနာဂတ်ဘဝရှေ့ရည်အတွက်သူတို့စံနာရှိတဲ့အတိုင်းစီစဉ်ဆောင်ရွက်ပေးရန်အစီအစဉ်တွေရှိနေတယ်လို့ပြောဆိုထားပါတယ်။ KNL ဥဆောင်တဲ့တော်လိုင်းပူပေါက်တပ်ဖွဲ့များထံကိုလက်နက်ပါသည်ဖြစ်စေမပါသည်ဖြစ်စေအားလုံးကိုလက်ခံကြိုးစိုးပေးခဲ့ပြီး2024ခုနှစ်ဒီဇင်ဘာလ31ရက်နေ့မှာလဲနိုင်ငံတော်အဆင့်ရှိတဲ့အောင်စီရစစ်ကြောင်းကလာရောက်ပူပေါင်းကြတဲ့စစ်သားများကိုကြိုးစိုးထောက်ခံပွဲနဲ့ထောက်ပံ့ငွေပေးရပွဲအခမ်းအနားများကိုလည်းကျင်းပပေးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဒဝယ်မြို့တိုင်းရဲယုံနဲ့စစ်ကောင်စီရဲ့ဝန်ထမ်းအင်အားတို့ကို drone နဲ့ဘုံကျဲချတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလာ31ရက်နေ့နေ့လယ်ပိုင်းအချိန်မှာဒဝယ်မြို့တိုင်းရဲယုံနဲ့စစ်ကောင်စီရဲ့ဝန်ထမ်းအင်အားတို့ကို drone နဲ့စုစုပေါင်း၈ချိန်ဘုံဒီကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ပြစ်မှတ်နေရာများကိုတိုက်ခိုက်နေတဲ့အချိန်အတွဲမှာလေတိုင်နှုံးကျမ်းတဲ့အတွက် face wing drone နဲ့စီပြတ်ချသွားခဲ့ရတယ်လို့ပြောဆိုထားပါတယ်။ပြည်သူ့ကာကွယ်ရေးရဲဘော်များရဲ့ drone ဒဇင်းဟာဒဝယ်လေရင်ခွင်းအနီးကိုကျောက်ရောက်သွားခဲ့ပြီးတော့ ပျက်စီးနေတဲ့ drone အပိုင်းအစတွေကိုစစ်ကောင်စီဘက်ကလာရောက်ရှင်းလင်းယူဆောင်သွားတယ်လို့ဒေသခံများကပြောပါတယ်။၎င်းတိုက်ခိုက်မှုကိုဒဝဲပြည်သူ့လွတ်မြောက်ရေးတပ် TPLF နဲ့ TPLF drone team တို့ပါဝင်တဲ့တာဂရစစ်ကြောင်းဘာထူးအာမီရေပြူပကဖနဲ့ဇင်တော်တပ်စုရေပြူတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်မှာရှိတဲ့စကြမ်းတိုက်နယ်ရဲစခန်းနဲ့ဗိတ္တနိုးတောင်ပေါ်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်ရာစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ31ရက်နေ့မနက်6:45မိနစ်ခန့်မှာတောင်သာမြို့နယ်စကြမ်းတိုက်နယ်ရဲစခန်းကိုမြင်းကြံခရိုင်အမှတ်3တပ်ရင်းကတော်လိုင်းရဲဘော်များက drone လက်နက်ငယ်များနဲ့ပါဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိပ်တွေ့တိုက်ပွဲဟာပြင်းထန်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုတွေများပြားခြင်းကြောင့် မြေပြင်စစ်ကူများအပြင် Jet Fighter 3စီးနဲ့လာရောက်ပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲအတွင်းမှာတော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။အလားတူပဲဒီဇင်ဘာလ30ရက်နေ့ညနေ9:00ခန်းမှာတောင်တာမြို့နယ်ဘိတ်တနိုးတောင်ပေါ်မှာတပ်ဆွဲထားတဲ့အင်အား40ခန်းရှိတဲ့အကြမ်းဖက်စစ်တပ်အထိုင်စခန်းကိုလည်းမြင်းကြံခရိုင်အမှတ်3တပ်ရင်း drone တင်းကတော်လိုင်းရဲဘော်များက drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေနေထိုင်တဲ့ကင်းတဲ့ဘော်ကိုကြက်ရောက်ပောက်ကွဲခဲ့ပြီးတော့စစ်ကောင်စီတပ်သားတွေထိခိုက်မှုရှိတော့ လဲအရေးအတွက်ကိုတော့အတီးပြုတ်နိုင်ခြင်းမရှိသေးဘူးလို့မြင်းကြံခရိုင်တိုင်ရင်သုံးကတာဝန်ရှိသူတူကပြောဆိုထားကြောင်းတင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့သခိုင်းတိုင်းစားလင်းကြီးမျိုးပေါ်မှာအကြမ်းမတ်ဆက်တက်ကထောင်ထားတဲ့မိုင်းများကိုရှင်းလင်းရေးတွေလှုပ်ဆောင်ခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ2ရက်နေ့မှာစားလင်းကြီးမျိုးပေါ်မှာရှိတဲ့အကြမ်းမတ်ဆက်ကောင်စီတပ်သားများတပ်ဆွဲထားတဲ့နေရအနီးကို တော်လိုင်းတပ်ဖွဲ့များကနေမြေရှင်းလင်းရေးတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။နေမြေရှင်းလင်းရေးလှုပ်ဆောင်စဉ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေထောင်ထားတဲ့ခြေနင်းမိုင်း၉လုံးကိုတော်လိုင်းတပ်ဖွဲ့များကရှင်းလင်းနိုင်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာတော်လိုင်းတပ်ဖွဲ့များလာရောက်တိုက်ခိုက်မှာကိုကြောက်လန့်ပြီးတော့၎င်းတို့တပ်ဆွဲထားတဲ့နေရာအနီးတဝိုက်မှာနေမိုင်းအများအများကိုထောင်ထားခြင်းဖြစ်တယ်လို့သိရပါတယ်။ဒီဇမလာအတွင်းမှာလည်းအကြမ်းဖက်စစ်တပ်စခန်းအနီးမှာ စိတ်ကြောင်းသားတဦးကအကြမ်းဖက်စစ်တပ်ထောင်ထားတဲ့မိုင်းကိုနင်းမိပြီးခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။စာလင်ကြီးမျိုးပေါ်မှာရှိတဲ့စစ်ခွေးတွေနေတဲ့နေရာတွေကိုကျွန်တော်တို့တွေရှင်းလင်းရေးလှုပ်ဆောင်ပြီးတော့နင်းမိုင်းတွေကိုရှင်းလင်းနိုင်ခဲ့ပါတယ်။စုစုပေါင်းခြေနင်းမိုင်း၉လုံးတိတိရရှိခဲ့ပါတယ်။ဒီဇမလာထဲမှာပဲစိတ်ကြောင်းသားတဦးစစ်ခွေးတွေထောင်ထားတဲ့မိုင်းကိုနင်းမိပြီးတော့ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရပါတယ်။စစ်ခွေးတွေကသူတို့တိုက်ခိုက်ခံရမှာကိုကြောက်ပြီးတော့နင်းမိုင်းတွေကိုထောင်ထားခဲ့တာပါ။ ါပေမဲ့လည်းပြည်သူတွေပဲနင်းမိနေလို့ရှင်းလင်းရေးတွေလှုပ်ဆောင်ခဲ့ရတာပါလို့ဆိုလိုအောင်ကြီးအဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်အဲ့ဒီနေမြေရှင်းလင်းရေးကိုဆိုလုံအောင်ကြီးအဖွဲ့ရင်းမာပင်ခရိုင်တိုင်ရဲ16နဲ့စားလင်းကြီးအခြေဆိုင်လက်နက်ကြီးတပ်ပေါင်းစုမဟာမိတ်ညီနောင်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခမောင်အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခမောင်